ီလေးလုံနေတာပါညောဒီဘက်ကတော့ကဘလူးလေးနဲ့ချင်းမင်းသူနဲ့ဗျဟိုဘက်ကတော့ကိုမောင်တူးနဲ့ထိုင်းမြန်တရေကြီးနဲ့ဖြစ်ပါလေဗျနော်ဘာဖြစ်တဆဲဦးတရေကြီးရဲ့ပုံအားကိုတစ်ချက်ကြည့်ရမယ်ဗျနော်တရေကြီးဘာဖြစ်တဆဲဦးတတရာပုတ်ထားနိုင်တာတော့တွေ့ရသေးတယ်ဗျနော်ကျွန်တော်မနေ့ဖန်၅ဖြစ်၆မှာတော့ဒါတူအေးအေးဆေးဆေးလစ်ကြည်နေလို့ကတော့အကျွတ်လွတ်ပုတ်နိုင်မယ်ဆိုတဲ့အနေထားကိုတော့တုံးသက်လို့ရတယ်ဗျနော်အဲ့တို့အသင်းရဲ့ နီးပြားကြီးကပရင်ဖြစ်ပါဝင်ဆောင်ရွက်မှာတော့ဒီမှာကျွန်တော်တို့ငကုံတော့တေးစားပိုက်ကျော်ရှင်လောကမှာငါကိုလက်ကြီးပြေဆိုပြီးတော့ထင်ရှားခဲ့တယ်ကိုလက်ကြီးကိုတိုင်းနီးပြားဖြစ်နေနော် trainee လုပ်ပေးနေတာဖြစ်ပါရဲ့ဗျာနော်ဒီရောပိုက်9ပြီ30ဦးကိုမောင်တူးလင်းနဲ့အေးစစ်စစ်ပုတ်နိုင်နေတာမြင်ရသေးတယ်ဗျဘယ်ကွင်းလဲဆိုတော့ဘင်နာရီဟိုဟာမှာကကိုလက်ကြီးလိုနာကွင်းကွာဖြွာဝန် ေတံလွင်ဖုံးချောင်းရှေ့လောက်ကပေါ့77 77เนาะ77ကွင်းနဲ့ဘင်လာလေးမလုပ်ပါနဲ့မလုပ်အာမမီရောမလုပ်နဲ့မလုပ်နဲ့မမီရေမမီအဲကောင်းတယ်ဟုတ်ရိုးထိုးကစားခြင်းနဲ့ဟိုဘက်နှစ်ကိုတဲ့ဘယ်လေးရအေးလို့ ဘယ်ဖိုက်တာနဲ့လဲမင်းပြောလေ W လေးစားပြီးဝေးသွားတယ်ဗျာနော်အဲ training ကစားတာဖြစ်တဲ့တကြောင်ကျွန်တော်အမှတ်တော့ကြီးမပေးတော့ဘူးဗျာနော်ဖတ်တဲ့ရေးတဲ့ comment လေးတွေကျွန်တော်ဖတ်ပေးမယ်ပြီးတော့တို့လက်ရှိ training ကစားပုံလေးကိုပြီးတော့ကိုလက်ကြီးကစားပေါက်တိုင်ပင်ဘယ်လိုနေရာချမလဲအဲ့ဒါလေးကိုနော်ကျွန်တော်နည်းနည်းလေးရိုက်ပြပါတာဖြစ်ပါတယ်ဗျာနော်ကိုလက်ကြီးပြီးလို့ရှိရင်လေ3လဲဆော့ကြည့်စီရင်လေတရားတို့3ကိုလေဟိုဘက်ကလူရှိရှိမရှိရှိပေါ့ဗျာတရားဒီဘက်ကထောင်ရိုက်ပုံစံလေးတိုင်ပင်ကြအောင်လေ ကိုလည်းကြည့်ရအောင်အခုနှစ်နှစ်အရင် training လေးသွေးမှုအရင်လုပ်နေတာဗျာနော်ပြီးလို့ရှိရင်တော့တို့သုံးသုံးအထိုင်ချမယ်ထင်တယ်ဗျာနော်ကဘလူးလေးလေးကဘယ်ညာမကွဲဘူးဗျာချင်းဖန်းနော်ပေါင်းပါရောအဲ့တို့ training လုပ်နေတဲ့87ပေါ့နော်တောင်တုံး87ကွင်းကိုကျွန်တော်တွားရောက်ပြီးတော့တကုံစိတ်ကန်းတကုံစိတ်ကန်းပေါ့နော်တကုံစိတ်ကန်း87ကိုဟာကောင်းလိုက်တယ်စားပြက်ကဦးမောင်တူးဟိုကလည်း ကောင်းတယ်တရားကြီးရလဲနော်တဘာနဲ့ဘက်သွားတယ်နော်ကပလူးစားပြီးကောင်းတယ်ဗျာဒီလုံနော်ကိုမောင်တို့ဒါတူတော်တော်ကိုဖြစ်ဖန်းနိုင်နေတယ်ဗျာနော်ဒါတချို့ကိုမောင်တို့ဆိုတော့ကျွန်တော်ဌာနလေရွေးစဉ်ကစားသမားကြီးဗျာနော်တချို့တော့ကတော့ကိုမင်းသားကြီးနဲ့နော်အများကြီးတွဲခဲ့တဲ့တယောက်ပေါ့ကပလူးတရားကြီးစားဘဝကိုမိထားသေးတယ်ဗျာနော်ကိုလကြီးကလိုင်းမလွင်တော့ဘူးလားဟုတ်တယ်ဗျကိုလကြီးစီပွားရေးလုပ်ငန်းလေးတွေနည်းနည်းလုပ်နေကြဗျာနော်ပိုက်ကြော်ချင်းကနေခိတအနားယူနေပါဗျာ သူအိမ်စည်းဝါးရေးလုပ်ငန်းလေးနည်းနည်းလုပ်နေတာမြင်ရတယ်ဗျာနော်ဒီမှာအခုကျွန်တော်ရောက်မှစကားပြောပြတဲ့အတွက်ကြောင့်မေးကြည့်တော့မှသိရတယ်ဗျာနော်အခုကျွန်တော်တို့ပါဝါဘက်တယ်ပွဲကိုကျွန်တော်အခုညတောင်းတဲ့အတွက်ကြောင့်ကိုလက်ကြီးတို့ပါဝင်အားဖြစ်ပြီးတော့လာကစားပေးတာဗျာပဲဗျာနော်သားနဲ့ကိုရဲကြီးနဲ့တဲ့ဩအေးမင်းအဲ့တော့ဟိုဘက်ကခတ်မှာမဟုတ်လေကွာမင်းတို့ဆရာတပည့်အရင်ခေါက်ခေါက်ဖြစ်နေတာအခုဒီပွဲမှာတော့မှပြင်ညာပေးရမယ်ဆိုလို့ရှိရင်တရေကအားချင်းနဲ့ဟိုဘက်ဒီဘက်ကျွန်တော်မခတ်ချင်ဘူးတဲ့သူအရင်အရင်ပြောပါတယ် ဒါပေမဲ့ဖြစ်နေတာကကျွန်တော်တို့ကအတုတ်ကိုကဟာငါးပေ30ကိုဟိုကောင်ကြီးရရာကြီးကကုလိုက်ရှိသေးတာပဲဟမ်အေးဘောင်းကနေပဲဟိုကောင်ကြီးကစကားပြတ်သွားလို့ဗျာနော်တရေကြီးကငင်းပါလေဗျာအားထင်နေဟိုဘက်ဒီဘက် तू မဆော့ကျင်ဘူးလေဒါလည်းကြိုပြီးတော့ကျွန်တော်ပြောတာပါဗျာနော်ဒါပေမဲ့ကျွန်တော်တို့က TV live show ပွဲမှာကအတုတ်နဲ့ကိုကျွန်တော်တို့ကစရင်သွင်းပြီးပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်ကကြတော့တရေကိုသွားပေါင်းပေးလို့မရဘူးဖြစ်နေဗျာအားကြောင့်မို့တရေကို ကဲတီဗီလာရှုပ်ဘွက်ခတ်တာပဲဘာမှမဖြစ်ဟိုဘက်ဒီဘက်ခတ်ကွန်ကြီးလေးရာဆိုပြီးကျွန်တော်အကူညီတောင်းတဲ့အတွက်ကြောင့်တရေကအထင်းနဲ့ဟိုဘက်ဒီဘက်ပြန်ခတ်ပြင်းဖြစ်ပါတယ်ဗျာเนาะဒါတရေအထင်းအတွဲကိုကြီးစုခဲ့တဲ့အပိခဲ့တဲ့ပိသက်တွေအတွက်လဲကျွန်တော်เนาะသိရှိအောင်ရှင်းပြရတာပါဗျာเนาะဒါကြောင့်လဲဆိုတော့ဒီဘွဲကိုမှတရေကြီးကမခတ်လို့ရှိရင်လဲကျွန်တော်အကူညီတောင်းတဲ့တီဗီရှုပ်ဘွဲကိုဒီလိုမျိုးတစ်ဖက်စီမှာအထင်းနဲ့မခတ်လို့ရှိရင်လဲသူကနောက်ဘွဲမှာတရေနဲ့တွက်ခတ်ဖို့ကသူကမှန်ပြီးဘူးဗျာထိုင်းကိုပြန်တက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်เนาะ ပင်လာတင်ကဒီဘက်နှစ်ကိုကြိုက်နေတာထင်တယ်ဟုတ်တယ်ဘောစီရေလို့ရန်တော်ကဘောစီကိုစိန်ခေါ်နေတယ်ဗျာကျွန်တော်39ကိုကိုင်းခဏသွားတာဟိုဗျာရန်တော်ကတိလာဘောစီတို့ရှုံးထားတဲ့အညိုးတွေနဲ့ကျွန်တော်တအားပြောတယ်ဘောစီရဲ့အာဒီဟာဘောစီနဲ့ပင်လာတင်နဲ့ဟိုတဲ့အဲ့သူနဲ့ဟိုဟာနဲ့တဲ့ဂျွန်စောနဲ့တဲ့ပြန်ခတ်ပေးမယ်တဲ့အဲ့လိုပြောနေတရရဲ့နောက်ထိဘောကစပြပြန်နော် ကောင်းတယ်ဗျာဒီဘက်ချင်းမင်းသူလေးရတာကုလက်ကြီးရဲ့နောက်မွေးထားတဲ့ခလေးလေးလို့သိရတယ်ဗျာဖိုက်တာလေးလို့သိရနော်ကောင်းတယ်ဗျာပြီးလို့ရှင်လဲမနေ့ဖန် TV လာရှိုးပွဲရဲ့တပွဲတင်မဟုတ်ဗျာနော်နောက်မှဆက်ပွဲတွေဘာတွေအများကြီးလာမယ်ဗျာနော်အာကိုမောင်သူတက်ပုတ်တယ်ဘောကနော်တတေးဒီပွဲဟိုမှကျွန်တော်ပြောလို့ပဲဗျာနော် TV ကျွန်တော်အကူကြီးတောင်းတဲ့ပွဲဟိုမှသူ အားထင်းတဲ့သူမဆော့ကျင်မဲနဲ့သူဟိုဘက်ဒီဘက်ဆော့ရတဲ့သဘောပဲဗျာနော်အားထင်းတဲ့သူဟိုဘက်ဒီဘက်မဆော့ဘဲနဲ့အားထင်းတဲ့အတူတူတွဲဆော့ဖို့ဆိုလို့ရှိရင်ကသူနောက်ပွဲစောင့်ဖို့ကြတော့သူထိုင်းကိုပြန်တက်ရမှာဆိုတော့မတက်နိုင်ဟိုအချိန်မမီဖြစ်သွားတဲ့အတွက်ကြောင့်ဒီဘွဲကသူအဖြစ်ပဲသူအားထင်းတဲ့ဟိုဘက်ဒီဘက်မဆော့ကျင်မဲနဲ့သူဆော့ရတဲ့သဘောမျိုးပါနော်ကျွန်တော်အတော်ဒီကြောင့်သူဆော့ရတာပါဗျာနော်သူကတော့တကယ်အားထင်းတဲ့ဟိုဘက်ဒီဘက်သူမဆော့ကျင်ဘူးသူပြောပါတယ်ဗျာနော်ကျွန်တော်အကူညီတောင်းတဲ့အတွက်ကြောင့်သူဆော့လိုက်တဲ့သဘောပါဗျာ တရေဝါတော့ဝါလာရယ်နော်ဒါပေမဲ့အပုတ်ကတော့တော်တော်ကိုပုံနိုင်သေးတယ်ဗျာနော်9ပြီ30ပိုက်ပဲဗျာနော်ဒါမြေကြီးကွင်း9ပြီ30မြေကြီးကွင်းဇုတ်ဇုတ်ကြနေအောင် तू ပုံနိုင်သေးရယ်နော်လိုက်ပြီးပုံနိုင်သေးရယ်နော် तू အရာအမောင် तू weight နဲ့အားနဲ့နော်အဲဒီလောက်ဆော့နိုင်သေးတာတော်တော်ဟိုပါဖြစ်သေးတယ်ဗျာနော်အခုလက်ကြီးရောပြီးတော့ဒီပွဲအတွက်ဘာပြီးပြင်ဆင်မလဲစောင့်ကြည့်ရမှာဗျာနော်ကုလက်ကြီးဘလိုလေးကုလက်ကြီးရောဒီအသင်း လေးပြဖြစ်နေတာဝင်ပါပဲနော်တကယ်နောက်နောက်စီးဖို့ကစားပစ်ပါချင်းမင်းသူလေးပြစ်ချင်းဝေးသွားတယ်ပဲနော်ဘောစီကအခုမှချင်းစားခက်ပြီးတက်တစ်ဆဆိုတာရဲနောင်သတိမထားမိဘူးထင်တယ်ဟုတ်တယ်လို့ဘောစီလေလို့သွားတယ်နောက်စီးဖို့ကစားပစ်တွေသွားသေးတယ်ဗျာနော်ငိုလိုပဲဗျာနော်သွားသေးတယ်ဗျာဒါသူပြောမယ်ဆိုတော့ထိုင်းမှာအလုပ်လေးလုပ်ရင်းပြုံရင်းနဲ့ချင်းလည်းတိတ်မခတ်ဖြစ်တော့နောက်ပြီးတော့လည်း စားတော့အနေထိုင်လေးတွေကြောင့်ဒီလိုဝိတ်တက်သွားတယ်ဗျာနော်။ဒါမှမဟုတ်အခုဒီလောက်ထိတော့သူပုံနိုင်သေးတာတော့တော်တော်အားရစရာပြောရမယ်ဗျာနော်။ကျွန်တော်ဒီလောက်ထိတော့မဆော့နိုင်ဘူးတော့ထင်တာဗျာနော်။နောက်တစ်ခုရှိတာကမနှက်ဖန်ပွဲကခံမှန်းထားကြတာကတော့အာထစ်တို့မလွယ်ဘူးလို့ပြောတယ်ဗျာနော်။ဒီဘက်ကကပလူးလေးစားပစ်တိုက်အားတရေကြီးရဲ့နောက်စီးဖွားစားပစ်တိုက်အား ပြီးရင်ပိုက်9ပေ6ဘာသာအောက်ခံဖြစ်တော့တဲ့ကြောင့်အခုလိုပဲတရားကြီးရနော်9ပေ10မှာတော့မှသူစုပ်စုပ်ကြောင်းပုံနေနိုင်တော့တည်ကြတဲ့အားဖြင့်စားပြီးအလုံးမလုပ်ဘူးဆိုရင်တော့တရေတို့အတွက်ကလွယ်ကူသွားမယ်ဗျာနော်အဲ့လိုမှမဟုတ်ဘဲနဲ့အားဖြင့်စားပြီးကအားဖြင့်စားပြီးကတရေတို့အဖွဲကိုအလုံးလုံးမယ်ဆိုရင်တော့လေအားဖြင့်ဘက်ကလည်းအတွန့်နဲ့အတူပေါ့နော်ဒီဘက်ကစားပြီးတူ defend လုပ်ပြီးတော့ပြန်ဆော့သွားမှဖြစ်တော့တဲ့ကြောင့်ကျွန်တော်တို့ပွဲကို50 50ပဲမှန်းပါတယ်ဗျာနော်ဘယ်ဘက်မှကျွန်တော်အလေးမပေးပါဘူးဗျာနော်50 50ပဲမှန်းထားပါတယ်ဗျာ ကွင်းတွင်တွေ့ကြုံမှုမှာနှစ်ဖက်အသင်းရင်ဆိုင်မှုမှာမှားတဲ့လူခံရမှာပါဗျာနော်အဲစာပိအားကိုကြည့်ရမယ်ဆိုတော့ဒီဘက်ကတော့စာပိတိုက်အားလေးနည်းနည်းတာနေတယ်လို့မြင်ရတယ်ဗျာနော်အာတစ်ကက်တယောက်စာပိထိုးအားနဲ့ဒီဘက်ကကဘလူးလေးနဲ့တရေကြီးရဲ့စာပိထိုးအားကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့ဗျာနော်ဆိုတော့ဒီပွဲကိုလည်းကျွန်တော်အခု50 50မျှရဖြစ်တဲ့အတွက်ကြောင့်ခြေကိုတော့ကျွန်တော်ဘယ်ဘက်မှအ ဘယ်လိုခေါ်မလဲအလေးပေးပြီးတော့ကြေးကြောပေးပြီးမဖောက်ပါဘူးကျွန်တော်ရှိမှာတော့ကျွန်တော်ဗီဂျီကိုတော့ခုနလိုမျိုးပေါ့နော်ဟိုဒီ TV show ပဲဖြစ်တဲ့အတွက်ကြောင့်ကြေးကြောတွေဘာနေအဲ့လိုမျိုးပေါ့နော်အများကြီးလှုပ်လို့ပြုတ်လို့လည်းမကောင်းဘူးပဲနော်ဒါပေမဲ့ TV live show ပွဲမှာကျွန်တော်တို့ကြင်ညာပေးထားပါတယ်မြတ်နော်ဗီဂျီလှုပ်ချင်တဲ့လူမြည်သူမဆိုပါနော်ဗီဂျီလှုပ်တဲ့ live တမမှန်သမျှဗီဂျီတမမှန်သမျှလွတ်လပ်စွာလှုပ်ပိုင်권ရှိပါတယ်မြတ်နော်လွတ်လပ်စွာမိမိကြိုက်တဲ့ဂျီကိုဖောက်ပြီးတော့ เนาะလုတ်လုတ်ပိုင်권ရှိပါတယ်ဗျလုတ်ခွင့်ပေးထားပါတယ်เนาะ BJ လောင်းတဲ့ညီကိုကစားသမားတွေလည်းခုနလိုမျိုးပေါ့เนาะတရဲတို့ကပလူးလေးတို့မှလည်း fan တွေရှိတယ်လို့မျိုးအားထစ်ဘက်မှလည်း fan တွေရှိတယ်လို့ပေါ့เนาะမိမိကြိုက်နေတဲ့ဘက်ကနေပြီးတော့အားပေးကစားလို့ရပါတယ်မျိုး BJ တွေလည်း65ပြိနဲ့ကုလက်ကြီးမတွေ့တော့ကြားရဟုတ်ကဲ့ပါဗျာကိုအောင်ကျော်မြင့်ကုလက်ကြီးစီပွားရေးတွေပြန်လုပ်နေလို့ပါဗျာเนาะအနားယူနေပါเนาะ ကွင်းကတော့မြေကြီးကွင်းဖြစ်တဲ့အတွက်ကြောင့်ပြီးတော့အခုမှလည်းသူတို့ဆက်ရောက်တဲ့အတွက်ကြောင့်နည်းနည်းအသားမကြလေးတော့ဖြစ်နေပြီဗျာနော်တရေအားထက်ငကိုတော့တော်တော်ကိုနာမည်ကြီးခဲ့တာဗျာနော်အဲ့အတွက်ကြောင့်ကျွန်တော်ထပ်ပြီးပြောပြပါဦးမယ်ထပ်ကြညာပြပါဦးမယ်ဒီပွဲကိုငကိုတော့အတွဲဖြစ်ခဲ့တဲ့အားထက်တရေဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်တရေကြီးကတော့မခတ်ချင်ဘူးလို့ကျွန်တော်အကြံပြုပါတယ်ဗျာနော် ါပဲねကျွန်တော်ကလည်းဒီပွဲဟိုမှာတရေကခုနလိုမျိုးဟိုဒီပဲခတ်မခတ်သွားလို့ရှိရင်တော့တရေကဒီ TV live show ပွဲကိုမခတ်ဖြစ်ပဲသူ time ကိုပြန်တက်သွားမယ်အနေထားပါဗျာเนาะသူကဒီတစ်ပွဲခတ်ပြီးတာနဲ့သိပ်မကြခင်ရဲ့အတွင်းမှာသူ time ကိုပြန်တက်မှာပဲဗျာသူမှလည်း time မှာအလုပ်ကိစ္စတွေရှိတဲ့အတွက်ကြောင့်ပေါ့เนาะအဲ့မှာအလုပ်ကိစ္စရှိတဲ့အတွက်ကြောင့်သူလက်ကုံလောက်ကိုပြန်တက်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ TV live show ပွဲကကြတော့ ျွန်တော်ဒီ18ရက်နေ့မှာတပွဲပြီးလို့ရှိရင်31ရက်နေ့မှာတပွဲဆိုတော့အာချစ်ကြီးကလည်းပြောပါလေဗျာနော်တရေအကယ်၍သူနဲ့တူတွဲခတ်ချင်းလို့ရှိရင်31ရက်နေ့ပွဲကိုတော့ခတ်လို့ရမယ်တဲ့ဘာကြောင့်လဲဆိုတော့ဒီ18ရက်နေ့ပွဲတော့ကျွန်တော်တို့က TV live show အစီအစဉ်မှာအတွက်နဲ့ line နဲ့အောက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်နော်အဲကြောင့်မို့လို့တရေခိုးဘက်ဒီဘက်မခတ်ချင်းမင်းနဲ့လည်းကျွန်တော်အကူညီတောင်းတဲ့အတွက်ကြောင့်ခတ်ဖြစ်သွားတယ်ဗောဗျာနော်အဲ့သဘောလေးပါဗျာ အနှစ်နှစ်ဆိုရင်တော့ဖိုက်တာတွေကတော့ဒီလိုပဲဗျာနော်ချင်းလဲဆင်းဖန်ရတယ်ဆင်းဆဲရတယ်အပေါ်လဲတက်ရရတယ်နော်အရှိအတက်အရှိကစားရတဲ့တကြောင်တောင်းတောင်း training မရှိတဲ့လူငယ်ကစားသမားတွေတော့တော်တော်ကစားရတယ်ဗျာနော်အဲ3 3 3ယောက်ကစားရတယ်ဆိုရင်တော့လဲဖိုက်တာအေးဆေးဆေးထိုင်ရိုက်နေုံဖြစ်တယ်ဗျာနော်ပြီးတော့ bike ကလည်း9ပေ6ဖြစ်တဲ့အတွက်ကြောင့်အာထစ်တို့လည်းမလွယ်ဘူးလို့ကျွန်တော်သုံးသပ်လို့ရပါတယ်ဗျာနော် ကိုဟာရေးတဲ့ line ထင်နေတဲ့အရင်တစ်ခါပွဲတွေကကိုတဲ့ဟုတ်ကဲ့ဒီတစ်ခါမှာတော့ line ကောင်းမှာပါဗျာနော်ပြင်ဆင်ထားမှုတွေရှိပါတယ်ဗျာဟုတ်ကဲ့ကိုလင်းလင်းကဘလူးလေးစပ်ပြီးကောင်းနေဗျာနော်ကိုမောင်လူးနဲ့တရေကြီးရဲ့ကြားလေးကိုဖျက်ထိုးထားတဲ့ချုပ်ကနော်ကောင်းနေဗျာပြုတ်ပြုတ်ကြတယ်ဗျာနော်อืม ချိန်တော့ဒါကျွန်တော်တို့စီစားပွဲတွေမှာတော်တော်ကိုအလွတ်လုပ်ခဲ့တဲ့တရဲ့နောက်စီဖိုးဝါစားပွဲတွေပါဗျာနော်နှစ်ယောက်မှာတော့လူငယ်နဲ့လူကြီးနည်းနည်းတော့ကွာဝါးယူရနော်တက်တစ်စားနဲ့ကြလူနဲ့တော့ဒီလူတွေတော့ကွာဝါးရဗျနှစ်ယောက်တွဲမှာတော့တိတာဗျသုံးယောက်မှာဆိုတော့သိမသိတာဘူးမောင်လူဆွဲမြောက်ထားတော့ကောင်းတယ်ရေပါပါနဲ့နဲ့ပဲဘတ်သွားတော့လှရဗျာနော်ပဲကွင်းလဲပြရဖះလေးကွေကွင်းလာတယ်ဖះလေးကွေကွင်းမဟုတ်ပါဘူးကွေ87ကွင်းပါဗျ ကိုလက်ကြီးတို့အိမ်သားပါအာခုံလာကောင်းတာဘိန်းနဲ့ဆွဲမာတာဟုတ်ပါဘူးဒီခွဲချင်းဖိုက်တာရှိကိုဖြုတ်ချလိုက်တာအနှဲငယ်ဝေးသွားတယ်မင်းတို့ပိုက်ကလည်း9ဘီ30ဆိုတော့နှစ်နှစ်ဆော့လာလည်းဖြစ်တဲ့တကြောင်နည်းနည်းတော့ကြာလိုက်တော့တက်လုံးကတော့နည်းနည်းစကားပြောတယ်ဗျာနော်အိုးကောင်းချာကွာ တရရဲ့ငိုတော့ရက်ပစ်ဖွားပြီဗျာနော်ခုလက်ထိလည်းရှိသေးတယ်ဗျာပိုက်၅ပြီ30ဦးနော်ခေါင်းကျိုးတော့မပုတ်သွားဘူးဗျာနော်ဟိုကြီးဟိုကြီးတရရဲ့ရက်ပစ်ဖွားကြီးကလက်ကြံလေးရှိသေးတယ်ဗျာနော်ငိုလိုပဲစပီဒ်တွေထွက်တယ်ဗျာနော်အခေါင်းကျိုးတော့မထိသွားပဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ခပဲကွင်းအောင်နော်โอ้ไลน์นี่ก็ซ้วยโทราเฮ้ยอ่ะโหบักก็อดแล้วแต่แกรันဆိုလို့ရှင်လက်ရှိမှာ တော်တော်ပြည့်တဲ့အတွက်ပြเนาะချင်းမင်းသူနေနဲ့ကပလူးလေးဆိုတာတောင်းတောင်းဒီနားမှာပန်ဝန်းကျင်မှာတော်တော်ရှင်ခတ်ဖို့မရှိရအတွက်မျိုးပြเนาะကောင်းလိုက်တာဟေးဆွဲပြတယ်ဘယ်ချင်းကစားမှာလဲဗျဟုတ်ကဲ့မနေ့ဖန်နေ့လေတနာ ਈ ပါဗျ အာကျွန်တော်တို့ဆီရှောင်းခေါ်ကိုမောင်တူးပြနော်လစ်ကတော့ကစားပုံလေးပေါပပပလေးပြသူ့အရွှေလေးကနော်သူ့ကစားဟန်လေးကိုလည်းကျွန်တော်ကြိုက်တယ်ဗျာနော်ကစားဟန်ထဲမှာဆိုလို့ရှိရင်လစ်တာထဲမှာဆိုလို့ရှိရင်နော်အာထစ်တို့ကစားပုံတို့ကိုမောင်တူးတို့ကစားပုံတို့ဟန်တာတို့ကစားပုံတို့တကယ်အကြွရွအနုလလေးတွေဗျာနော်ပေါပပလေးကစားပုံလေးတွေတကယ်လှတယ်ဗျာအဲ့ကံဒီ၃ယောက်အားတော့ကြည့်ကောင်းမယ်ဗျာနော်ကောင်းတယ်ဗျာနော် တရက်နောက်စီးဘွားစပစ်ကြံသေးတယ်ဗျအများကြီးထိုးနိုင်သေးတယ်နော်နေနေဆိုတော့ကြာတော့လေနေနေတော့ပွဲပန့်လာတယ်ဗျာနော် အဲ့ဒီဘက်ကနှစ်ယောက်ကဒီညီငယ်လေးပေါ့နော်ကပလူးလေးဆိုတော့ဒီညီငယ်လေးပါဗျလက်ကြီးကလေးဆွတ်ထားပြီးတော့လစ်တင်ပေးနေတဲ့ညီငယ်လေးပါဗျာနော်ဒီကပလူးလေးရဲ့ဒီကိုမောင်တူးရဲ့တရေရဲ့မနှက်ဖန်ဒါအာချစ်တူအတွတ်ကိုရင်ဆိုင်ပါဗျာနော် ောင်းတယ်ဗျာကိုမောင်လူဖမ်းခြင်းရတော့ဂျိတ်နဲ့ဖမ်းထားတာနော်ခြေကုံချိတ်ပြီးဖမ်းထားတာခြေကုံလိုက်ချိတ်ထားတာတော်တော်ကောင်းပါလေဗျာစားပစ်ကလည်းဒါနိုင်နဲ့ဝင်သွားတယ်အလုံးမျိုးနော်တကယ်တော့သူအလုပ်တွေလည်းသူ၄၅နှစ်လောက်လုပ်ခဲ့ပြီဆိုတော့အခုကျွန်တော်နဲ့လည်းကားပေါ်မှာတကားပြောလာဖြစ်တယ်ဗျာနော်ချင်းကိုအမတန်သူပြန်ခတ်ချင်နေတယ်ဗျာနော်ဒါလည်းသူတော်တော်ကိုဝါသနာပါခဲ့တဲ့ ကစားနီးဆိုတော့အခုသူလှုပ်တင်းတလောက်လဲသူလှုပ်ခဲ့ပြီဆိုတော့ကောစီရေးတဲ့သူချင်းပြန်ခတ်ချင်တယ်တဲ့ဆိုပြီးတော့သူဒီမှာကျွန်တော်နဲ့နေပြီးချင်းပွဲလေးတွေပဲနည်းနည်းဆက်ခတ်ဖြစ်အောင်မလားဒါမှမဟုတ်လဲသူကခေါက်ဘက်ကအရေးကြီးလုပ်ငန်းတွေကြောင့်ပဲသူပြန်ပြစ်မလားဆိုတော့တေချာမသိသေးဘူးဗျာနော်ကောင်းသေးတယ်ဗျာငါးပြည့်တစ်ဆယ်ဦးနော်ကျွတ်ကျွတ်လွတ်လွတ်ကိုအုံတိုင်းရိုက်နိုင်ပြီကြဗျာ ဲရွေးများရေးထိုင်းပြမတက်ဖြစ်သေးပဲနဲ့ဒီဘက်မှာသူချင်းအဝခတ်သွားအောင်မယ်တလားနှစ်လောက်လောက်ခတ်သွားအောင်မယ်ဆိုတော့ကျွန်တော်နဲ့တွဲပြီးတော့ပါဘောနော်သူ့ပွဲမြင်ရဖို့ရှိတယ်ဗျာနော်ချော်ွားတယ်ဗျာနော်ခေါင်းတယ်ဗျာကိုမတို့ကပင်ထဲမှာမောလာတော့ဒီလိုပဲဗျာနော်အောက်ကတဲမီရလဲနည်းနည်းချော်တယ်ထင်တယ်ဗျာနော် ပဒီပဒီပဒီအဲ့ဒီနေမနေဟိုရင်းနေစေပြန်တဲကွင်းဆိုတော့နည်းနည်းတော့ချော်လေးဗျာနော်ပြောကျွန်တော်ပြောသလိုပဲချလူတွေဖြစ်တဲ့အတွက်ကြောင့်ချလူတွေမှာတော့နှစ်နှစ်ဆောက်လို့ရှိရင်တော့နေရာစုံလိုက်ဆော့ရတဲ့အတွက်ကြောင့်နည်းနည်းတော့ချလာတော့ပွဲပန်းနေဗျာနော်ဖတ်စဘောတော့ကုတက်ထီကောင်းနေဗျာ

လာလို့မရတော့ဘာကောကိုမြောင်းကိုခွာချုပ်ပြီးဘယ်မှလုံးတော့လဲသေကိုကိုင်းထဲမှာတယောက်ထဲထားခဲ့လိုက်တယ်နော်ဘယ်မှလုံးတော့ရင်မြောင်းကိုခွာကြော်ရဲနော်ကိုယ်ကကျွန်တော်ဒီတောင်းွက်လေးပေါ့နော်လမ်းဘေးတောင်းွက်လေးမှာဖောက်ထားဆိုတော့ရေမြောင်းဖေးပက်ပက်လေးလေးရှိတယ်ဗျ ွဲချင်းတောင်းပြ ဖိုက်တာရှိကိုပြန်ခွဲတာဗျာနော်။ပိုက်မြင့်နေတော့နည်းနည်းတော့လူကလည်းပန်းလာတဲ့ချိန်ကျတော့ထိကျက်လေးတွေတိုင်မင်လေးတွေလွဲလာတာဗျာနော်။